မင်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြန်မာနိုင်ငံမှာစက်ပြူရီရေလုံငန်းထွက်ကုန်များကုဝေးသို့တင်ပို့နိုင်ရေးဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ ကဝေးနိုင်ငံဆိုင်ရာမြန်မာသံမက်ကြီးဦးချမ်းအီနဲ့ကဝေးနိုင်ငံသားရေးဝင်ကြီးဌာနအာရှရေးရာဌာနတာဝန်ခံလက်ထောက်နိုင်ငံသားရေးဝင်ကြီးအင်ဗက်စီတာဆမီအီဆာဂျိုဟာဟာရက်နဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံမှစိုက်ပျိုးရေးရှင်းလုံငန်းထုတ်ကုန်များကဝေးသို့တင်ပို့နိုင်ရေးကိစ္စများဆွေးနွေးကြရတယ်လို့နိုင်ငံသားရေးဝင်ကြီးဌာနမှအသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါကိုဝိနိုင်ငံဆိုင်ရာမြန်မာတံမကြီးဦးချမ်းအေးဟာကိုဝိနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာဌာနတာဝန်ခံလက်ထောက်နိုင်ငံသားရေးဝန်ကြီးအင်ဗက်ဆေဒါဆမီအီစာဂျူဟာဟာရက်ထန်သူဇွန်လ16ရက်နေ့က၎င်းရဲ့ရုံးခန်းမှာတွားရောက်တွေ့ဆုံခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုတွေ့ဆုံစဉ်တံမကြီးက မြန်မာနိုင်ငံတွင်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များနိုင်ငံဆက်ဆံရေးတိုးမြင့်ရန်ကိစ္စရပ်များနဲ့အာဆီယံ GCC ပူးပေါင်းဆောင်ရွက်ရေးမှုပေါင်းအောက်မှဆောင်ရွက်ရမယ့်ကိစ္စရပ်များကိုလည်းဆွေးနွေးကြရလို့သိရှိရပါတယ်ရှင်။